မေပါလေပေါင်းမေလေစနိုးစတာဘယ်ကောင်မှမနေရလေညီမအထင်မှားနေပြီတင်တယ်နော်ရဲတိုက်ကညီမကိုကိုတီလက်ရောက်လုခဲ့တဲ့အမမေစီကိုတွားပြီးတော့သူကဒီကိစ္စကိုတွားရှင်းခဲ့တာညီမသူတို့ပြောပါရံသူကြောက်တော့ပါမမေးရဘယ်ဟာသူညီတို့ဆိုင်မန်နေဂျာလေးပါဟဲ့ဘေးကမဆူอยู่ကြိုက်နေရလားပြောပြောနေရလေကိုယ့်ရဲ့အခြေဆုံးတငယ်ချင်းဆိုတယ်တန်းနေတငယ်ချင်းလားတဲ့ ဘူးနေလေငါတငယ်ချင်းမေကိုနာကြီးအောင်လှုပ်ခဲ့တဲ့ကောင်ကငါတငယ်ချင်းဆိုမှတော့ငါလည်းသူ့လိုစိတ်ဓာတ်မျိုးပဲနေမှာပေါ့စနုံးကိုစင်စုံ ာလုံရတယ်ဘာလို့ကော်ဖီလာတောင်းနေရလဲဘာဖြစ်လို့လဲနေယူနေရလားလင်းဒီလိုအဆင်မရှိတဲ့လူမျိုးနဲ့ဘာလို့တူတူလာရတာလဲစနုတောက်ကြောကိုရပြန်နေဟာမောက်ထီလို့ညနာနေရလားစနုမင်းဘာကြီးဖြစ်နေရလဲဒါနဲ့နေတဲ့သူเนี่ยဘယ်လိုပတ်သက်တာလဲလင်းရညဒီကောင်မနဲ့ပတ်သက်နေပြီသူတူလဲဆိုတာညမသိဘူးလားတွေ့ရနော် နင့်ဟာမတထင်းရှင်မှာဘလို့ပြစင်ကြောင်းပြပြီးမြှုပ်ဆဲလို့ရမယ်ဆိုတာ तू ကောင်းကောင်းသိနင်နဲ့တွဲတော့ရတယ်နင့်ကိုသူ့ထက်ပတ်စံရှိလို့ तू တွဲခဲ့ရအခုနင့်ထက်ပတ်စံရှိရတယ် तू ကြောက်ချိန်နေနင့်သိလားမင်းဘာပြောနေရလဲဘာဆိုင်လို့ဒီအကြောင်းတွေကိုပြန်ပြောနေရလဲဆံမလေးလူတွေနင်မချက်ဘူးလားတော်ရစနိုးတော်နိုင်လေးခုနင့်ကောက်ွယ်ပေးနေဟာမငါဘယ်အရင်ရှိစား तू အနင့်ပတ်စံရှိလို့ကန့်နေနင့်သိရလား အလကားတာကူမမေကျွန်တော်ပြန်ရအောင်စလုံးမင်းဒီတစ်ခေါက်ရောစောက်ရမ်းများပါ ိုချလိုက်တော့ရှင်နေမှာဘာမှထားပါနဲ့ဗျာစိတ်ထဲမှာဘာမှတွေးမနေနဲ့ကျွန်တော်ခိုးနားလေးကနေစောင့်နေမယ် မိစိမ်းကြီးဆရာကြီးအားလုံးဒီမှာတခါရှင်းနိုင်နော်

ဟုတ်ကဲ့ဘယ်သူပါလဲရှင်ကျွန်တော်ပါပြာကျွန်တော်လေအယုံလေးလာစမနေနဲ့ဒါပဲဟာဟာအခဏလေးနေပါအောင်ဗျကျွန်တော်လင်းရဲ့တငယ်ချင်းစီတူပါအော်အခုလေးတငယ်ချင်းလားအဟုတ်ကိုဘာကိစ္စရှိလို့လဲမသိဘူးတကယ်ဘာကိစ္စရှိလို့လဲမသိဘူးပေါ့ဟုတ်တကယ်မသိဘူးရှင်အခုပြောမှစွည်တိမှာပေါ့ ကျွန်တော်တကယ်ဟမ်းမဆောင်နိုင်တော့ဘူးဗျာကျွန်တော်ပုံပုံလေးပဲပြောတော့မယ်ကျွန်တော်စုယူချစ်တယ်ဟာအကိုကလည်းဘာပြောနေရလဲတကယ်ပါကိုမညာဘူးကိုစုယူမိမိချင်းကလေးကကိုချစ်မိသွားတာစုယူရောကိုဘောဘလို့သဘောထားလဲဟာစုရဘလို့သဘောထားမှာလဲဒါပဲဒါပဲကိုဖုန်းချလိုက်တော့မယ်စုစုစုယူစုယူခဏခဏအာ င်းပြောမနေဖို့ခေါ်နေကြလာပြီနေဖို့မအားသေးဘူးဖြစ်နေနေစင်းနဲ့ပြောနေရတယ်ဟမ်မင်းကြီးနင်းတိလားငါတို့ဆိုင်ပိုင်ရှင်အကိုလေးရဲ့တငယ်ချင်းကိုစီတူကငါစီဖုန်းဆက်လာတယ်သူကသူကဘာလို့ဆက်တာလဲသူကငါ့ကိုချစ်တယ်တဲ့အဲ့တော့နင်းဘာပြန်ပြောလိုက်တယ်ဘာမှတော့ပြောလိုက်ပါဘူးကငါလည်းစိတ်ကြီးလှုပ်ရှားနေတယ်ဖုန်းချလိုက်တယ် ူကသတိတားမလားအကူလေးရတငယ်ချင်းဆိုတော့ပတ်စံရှိရင်ရှိမှာဟာဒါပေမဲ့သူကတော့တကယ်ချစ်မချစ်ပဲငါစိတ်ဝင်စားရဒါရရှိဒီဖြည်းဖြည်းချင်းတော့လင်းလာမှာဗောနေရမင်းကလေးဆိုတော့တခုခုအရှိမဝိုင်းရင်နေမင်းနဲ့တော့မလီငါရှာရှိတာမဟုတ်ဘူးနော်နင့်ကိုစိတ်ဘူးလို့ပြောပြအေးပါငါနေ့စေတောင်းနားလဲပါတယ်ဟဲ့ဒါနဲ့ငါရင်နေခုံးနေလို့စိုးစိုးအိတ်တော့မယ်ညနေစိုးစိုးအိတ်ဦးနော် Eva con ạ. Ê, ê, đá bê, đá bê. နင်အခုတော့နင်ကောင်နေဖုန်းပြောရတယ်မတွေ့ဘူးနင်တော့အဆင်ပြေရလားဟဲ့ငါမေးတာဖြေအောင်လေအဆင်ပြေလားလို့သူနဲ့ငါပြတ်သွားရင်ရှောက်ပြောနေမတကယ်ပြောနေရတကယ်ပြတ်သွားရင်အဲ့ကြောင့်မလို့သူနဲ့ငါဖုန်းပြောရဒီအပိုင်းနဲ့မတွေ့ဘူးမလားပြတ်သွားပြီဘာလို့ပြတ်သွားရလဲမြင်ပြောတော့အသွားမျိုးအရန်ချက်တယ်ဆိုမြင်လည်းတော့အရန်ချက်တာပဲလေဘလို့ဖြစ်တာလဲဒီမော် ။ညအမြဲတမ်းငေါ့တော့ပုံဝင်နေနေကိုမရှိဘူး။ဒီလိုပါပဲဟာထားလိုက်ပါတော့။အော်အဲ့ဆိုညငေါ့မပြောပြခြင်းမဆိုတဲ့သဘောပေါ့။အေးပေါ့လေ။ညငါခင်တယ်လို့မှငါ့ကိုမခင်တာ။နေမပြောပြခြင်းမှာတော့ငါလည်းနင်းနဲ့ပတ်သက်ဘာမှမေးတော့။စိတ်မဆိုးပါနဲ့ငါပြောပြမယ်။မပြောလို့လဲဆိုတော့သူ့တငယ်ချင်းကရဲလိုက်ဖြစ်နေလို့။ငါလည်းလုံခဲ့တဲ့တပတ်ကလောက်မှသူ့နဲ့တွေ့ပြီးသိတာ။ရဲလိုက်တငယ်ရေးဆိုမှတော့စိတ်ထက်ကောင်းနေဆိုမဖြစ်နိုင်ဘူးဟာ။ခုချိန်ငါ့ပေါ်ကောင်းပြနေရဆိုတဲ့ငါ့ကိုမရသေးခင်မလို့ကောင်းပြနေရလို့ငါထင်တယ်။ ွဲလိုက်တငယ်ချင်းဆိုတော့သူ့နာမည်อ่ะအောင်မျိုးတဲ့ငင်းသိလို့လားငါသိတာဗောဘာဆိုင်လို့လဲနေရလဲရဲလိုက်တငယ်ချင်းအောင်မျိုးဖြစ်နေတာ ਨੇ ပဲနေရလမ်းခွဲစရာလို့လို့လားပြီးတော့လူချင်းတွေ့ရင်တော့စိတ်လက်ချင်းတူနိုင်တာမှမဟုတ်တာရှင်မောနေအဆင်ပြေအောင်နေသင့်တယ်နော်ငါသိတာကတော့အောင်မျိုးဆိုတာအနေအေးပြီးတကယ်ရိုးသားတဲ့သူပါမတူဟာထားလိုက်ပါတော့ထားလို့မရဘူးလေနင့်ဟာဘာမှမဟုတ်တာကြီးကိုရှီမွန် နှစ်ကောင်လေးကအောင်မျိုးဆိုရင်ဟာနှစ်ကိုအောင်မျိုးလိုလူမျိုးနဲ့ပဲသဘောတူတယ်ပြီးတော့ငါ့ကိုနင်းတကယ်ခင်တယ်တကယ်ချစ်တယ်ဆိုရင်ငါ့ကြောင့်နဲ့နင်းတို့ relationship ကိုအထီးကခံပါနေဟာ ရှင်မဟိုမှာအောင်မျိုးဆောင်နေရယ်အာအလောက်ချိန်ရလဲစိုးသေးရယ်ဆိုတော့နင်တို့စကားကြီးစပြောပြလိုက်ခဲ့ငါအရင်သွားနေမယ်အမေဒီမောင်တေချာချောက်လိုက်နော်သွားပြီတဲကိုစိတ်ဆိုးနေတော့မလားခွာကိုဖုန်းဘလို့ထားတယ်ပြန်ပြင်ပေးပါဦးဒီရပိုင်းတဲ့ကိုပြစ်ထားမဟုတ်ပါဘူး တဲရန်စိတ်ဆိုးနေမှာဆိုတော့ဒီလိုကိုတဲရီမလာခဲ့တာပါတဲစိတ်ဆိုးတဲ့နေ့ဆိုရင်လေကိုအတွက်တော့ငငယ်ကြနေတယ်လို့ပါပဲကွာမဟုတ်ပဲအပေါ်ရပြောနေတယ်တကယ်ပါကွာကိုမညာပါဘူးခါနဲ့မှာတဲကြိုက်တဲ့တက်ရှင်ရဲ့ဘူးလေးရယ်ဒါပဲကိုသူ့ရဲ့လက်ဆံတကယ်တော့တဲလည်းကိုတောင်းမှမာရယ်တဲလည်းရုတ်တရက်ဆိုတော့မလိုပါဘူးတဲရယ်တဲတောင်းမှန်တာလူချင်းတို့ကိုလာခဲ့တာမှမဟုတ်တာ တဲကိုချော့ချင်လို့ကိုလာခဲ့တာလေကွာစိတ်ဆိုးနေတော့เนาะအဲ့ဒါဆိုကိုတဲကိုအလုံးလိုက်ပို့မယ်နော်